တော့မှာပုံလန်းလာလေးဘယ်လိုမျိုးရိုက်ကြမလဲချောမှာပန်းလေးတစ်ပွင့်ရှိမယ် LED MIDI လေးကိုအမားတယောက်စီကသမ ्या တိုက်ထားတယ်အဲ့ဒီနှစ်ခုထဲနဲ့ပုံလန်းလန်းလေးကိုရိုက်ပြမယ်သိကြလို့ရှိရင်ဒီဗီဒီယိုဆုံးထိကြည့်ကဲပထမအဦးဆုံးတစ်ပုံကတော့နေရံကိုကြောမိလိုက်မယ်ပြီးလို့ရှိရင်လက်တစ်ဖက်ကိုကြောနောက်ကိုနည်းနည်းလေးရှို့သွင်းလိုက်မယ်ပြီးရင်လက်တစ်ဖက်ကချောအားပန်းလေးတစ်ပွင့်ကိုကင်နာမယ်ပန်းလေးကိုမျက်လုံးနားမှာဒီလိုလေးကပ်လိုက်မယ်ကဲအဲ့ဒီမှာကြီးမယ်တိုက်တာလုပ်လို့ရပြီ ဲ့နောက်တစ်ပုံလေးကတော့ရွှေရှင်လေးပဲပန်းလေးကိုဒီလိုမျိုးကိုယ့်ရဲ့မေးကြီးအောက်လေးမှာဒီလိုမျိုးလေးကင်ထားပြီးတော့ခြေထောက်တစ်ဖက်ကိုလည်းနည်းနည်းလေးအရှိကိုထုတ်ထားမယ်။ကဲအဲ့မှာလည်းနောက်ထပ်တစ်ပုံဆက်ဆန်းလေးရပါပြီ။ကဲနောက်ထပ်တပုတ်ကတော့အရန်ဟိုမှာချက်စရာကောင်းတဲ့ပုံလေးပါလက်တစ်ဖက်ကပန်းလေးတစ်ပွင့်ကိုဒီလိုမျိုးလေးကင်ထားပြီးတော့ကျန်လက်တစ်ဖက်ကကိုယ့်ရဲ့မေးကြီးအောင်မှာ QT ပုံစံလေးလှုပ်လိုက်လို့ရှင်နောက်တစ်ပုံစမ်းလေးရပါပြီ ဲ့နောက်ထပ်ပုံကတော့ကိုယ့်ရဲ့ jaw line ကိုအသားပေးပြီးရက်ချင်လို့ရှိရင်ကင်မရာကိုလုံးဝမကြည့်ဘဲနဲ့45 degree ဆောင်းလိုက်ပါပြီးလို့ရှိရင်ပန်းလေးကိုကိုယ့်ရဲ့မေးကြီးအောင်မှာမတိမသားလေးထားပြီးတော့အကြည့်ကိုလည်းအဲ့ဒီဆောင်းထားတဲ့ဘက်ကိုပဲလှည့်ကြည့်လိုက်လို့ရှိရင်ကိုယ့်ရဲ့ jaw line ကိုအသားပေးပြီးပုံရိုက်လို့ရပါပြီကဲနောက်ထပ်ပုံကတော့ထိုင်ပြီးတော့ရိုက်မယ် ကိုဘေးလေးကိုနည်းနည်းဆောင်းမယ်ပြီးလို့ရှိရင်ပန်းလေးကိုကိုယ့်ရဲ့နှလုံးသားမှာတက်တက်ထားပြီးတော့ကိုကတော့ပန်းကိုမကြည့်မနဲ့ကင်မရာကိုပဲတက်တက်ကြည့်မယ်အဲ့ဒါဆိုရင်ဆူရှတဲ့အကြည့်နဲ့ပုံလန်းလေးထက်ရပြီကဲနောက်ဆုံးတစ်ပုံကတော့ကင်မရာကိုချော့ရဲ့ညာဘက်45ဒီဂရီမှာထားရမယ်ခြေထောက်တစ်ဖက်ကိုလည်းမတိမတားလေး45ဒီဂရီစောင်းရမယ်ပြုလို့ရှိရင်ပန်းလေးကိုကိုယ့်ရဲ့ရှင်ဘက်နားမှာထားပြီးတော့ကင်မရာကိုလုံးဝမကြည့်ဘဲနဲ့ဖေးဘက်ကိုပဲကြည့်နေမယ် အဲ့ဒါဆိုလို့ရှိရင်ပုံလန်လန်လေးတစ်ပေါင်းတော့ထပ်ထပ်ရတယ်